ဘုရားကြောက်မလားဗျအေးဘုရားကြောက်မဩဟိုကျွန်တော်ကဟိုဟာအဲ့ဒီဣစရေမိလောက်တဲ့ကိစ္စပေါ့အဲ့ဒါတွေးလို့လေဟိုဟာဟိုဟာအဘကိုရှက်ပို့ပေးတာစကရိတ်ချောအဘတို့တိမှာပါအေးတိတယ်တိတယ်လေအဲ့ဒီတည်င်းနေတော့ကျွန်တော်ရေးသေးတယ်ဟိုမှာအဲ့ဒါအကင်းပဲရှိသေးတယ်လို့ အခုကဘာပေါ်မှာလောင်တဲ့မီးတွေကအကင်းပဲရှိသေးတယ်လို့ဟမ်လောကဓာတ်ဒီပူအားကြီးပြီးတော့အရေးကျုံမယ်လို့အဲ့ဒါကဘာကြီးကိုအရေးကျုံပြစ်မယ်မီးတောင်တွေပေါက်အနုမြူဟလာဓာတ်ပေါင်းဖို့တွေပေါက်ပြီးတော့တခါရဲဟလာအဲ့အဲ့ဒါယာကုတ်ထဲမှာပါတယ်လေအဲ့ကျမ်းပိုက်တွေနဲ့တင်ထားတယ်နော်ကိုအဖေအရင်နဲ့ကိုမတွေ့တဲ့လူကတော့တဘဝဆံပြီးရင်တော့မဟာပထဝီအဝေစီငရဲထဲမှာ မကြွတန်းခံဖို့ပြင်တာအဲ့ဒီမီးထဲသိုးတယ်လို့အဲ့မှာအခုဒါတွေကနောင်တရဖို့ဘုရားသခင်ကပြနေတာခေါ်နေတာလေနောင်တရဖို့နောင်တရဖို့အဖေအရင်စီပြန်လာကြဖို့အချိန်ရောက်ပြီဣစရိယရလည်းဟုတ်လေနော်ဣစရိယကောင်းပါလေလူကတော့တော်တော်မာနေနော်ခင်ဗျာဣစရိယလည်းမီးလောင်တိုင်းမသွင်းလို့မရဘူးလေ တနိုင်ငံလုံးကခမရခရစ်ဝင်၄ချမ်းနဲ့ဟိုတမန်တော်ဝတ္ထုတွေကပါတဲ့ဟာတွေအကုန်လုံးရှောက်လုထားဝင်ငွေတွေကနေတိုင်းဘာမှမလုပ်ရဘဲနဲ့စားတော့ယေရှုအကြောင်းပြပြီးတော့အဲမှာတနိုင်ငံလုံးယေရှုရဲ့ဟဲ့လားဟိုဟာနဲ့အထုပ်ပတ်တိနဲ့ယေရှုရဲ့ <coughs> ခရီးစဉ်တွေနဲ့တောင်ပေါ်ဒေသနာတွေနဲ့အဲဒါတွေနဲ့တနေ့တနေ့ချမ်းသာကြွယ်ဝတာနဲတာမဟုတ်ဘူးပြီးတော့ယေရှုကြတော့တယောက်မှမယုံဘူးဟုတ်ယေဟောဝါဖယားအပ်ဂရိတ်လုပ်တာသူတို့မသိဘူးလေသူတို့ယေဟောဝါဖယားနဲ့မျက်စိလဲမျက်စိလဲကြိုင်ခဲ့တာလေယေဟောဝါဖယားကဂေါကဤသက်စီကိုအပ်ဂရိတ်လုပ်လိုက်တာသဘောမပေါက်ဘူးလေ အဲ့တော့သဘောမပေါက်တော့မျက်စိလဲကြိုင်ခဲ့တော့ခံရတာပေါ့အင်းဟုတ်တယ်ဟုတ်တယ်အဲတတိတတိယအဆုံးဒီပဲကြားရတယ်နော်အကောင့်ဒီတော့ခရစ်တော်တတိကောက်ဝဲရှိတယ်အင်းဒါရီအားလုံးကကိုယ်အဖေအရင်ခောက်ခောက်ထံနောင်တနဲ့ပြန်လာဖို့အချိန်ပေးထားတာဟမ်ကြရလဲမီးနဲ့ရှို့လဲ ။ဟိုနောင်တမယမုံတိုင်းနဲ့မိလဲနောင်တမယငလှင်နဲ့မိလဲနောင်တမယပေါင်90ဘုံကြီးခေါင်းပေါ်ကြလဲနောင်တမယဆိုတော့ငရဲသွားပေါ့။ဒီအချိန်ခါမှာအဖေနဲ့ပထွေးတော်မယွေးတတ်သေးဘူးဆိုရင်တော့နာဖို့ပြင်ထားပေါ့နော်။သခင်နှစ်ပါးဆိုတာသခင်ဖခင်နဲ့သခင်ငကားနှစ်ဦးပဲရှိတယ်လေ။ လူတခင်ဖေဟာကိုဖန်ဆင်းတဲ့ကိုအဖေရင်စီမလာဘဲနဲ့ပထွေးနဂါးကိုအဟုတ်ကြီးမှတ်ပြီးတော့တဘဝဇာလေးနဲ့ကျေနပ်နေကြတာခင်ဗျာအခုမြန်မာပြည်ထိတဲ့ငလင်ဆိုတော့လဲနောင်တရဖို့အကောင်းဆုံးပဲဒါလည်းနောင်တရမဲ့ပုံမပေါ်သေးဘူးအဲမူတာအဘဘယ်လောက်တော့လိန်ထားလဲမသိဘူးအဲဘမပီယဘပါပီယနောင်တရမှာမဟုတ်ဘူးပါကြောက်လေဆိုတော့သူတို့ဒီဘပါပီယ ခုံးစားတာအရာများတယ်ပါလူလူအတော့ပတ်စာအတော့ပဲဖြစ်ဖြစ်လူလေဘလို့လို့မလဲပတ်စာထဲမဟုတ်ဘူးအေးဒီ60ဖုတ်လို့ရတော့ငါလည်းတရားဖုတ်ပြန်လုပ်မယ်အေးနီနာချင်းဟုတ်လားဘလားအဲ့ဒါဖုတ်ကြည့်ဒီကစအကိုလို့အခုကအကိုလို့အဥဒီဥနေပြီအကိုလို့မြန်မာပြည်ကอืมအဲ့ဒါလေ တခိုးသည်ခိုးခြင်းသတ်ခြင်းဖြစ်စည်းခြင်းကလာတယ်လို့ယေရှုကပြောပြီးသားတခိုးဒင်နဂါတခိုးရှေးမွေဟောင်းနဂါမာနစာရန်မရဏမင်းအဲ့မှာပြောလဲသဘောမပေါက်ဘယ်ပေါက်မလဲဗျလူရေးတဲ့စံစာပဲဖတ်နေတာဦး သူ့အဖေအရင်ခောက်ခောက်ရေးတဲ့တမ္မာကျန်းစာမှမဖတ်တာအဲကြောင့်ကျွန်တော်ပြောတဲ့ Play Store ထဲမှာ download လုပ်ယူဒသံဘာသာပြန်သာဝရဖျားကြီးတမ္မာကျန်းအဲမှာ download လုပ်ပြီးဖတ်ကြအဲ့ဒါအင်းဝခေဟိုးဘာကြီးတော်မင်းတရားလက်ထက်ဟိုးဗဒုံမင်းကဘာသာပြန်ထားတဲ့ဟာဒီနန်းတွင်းစကားနန်းတွင်းစာအနှုအလမြန်မာစာအဆင့်ဘလောက်မြင့်နေဆိုတာသိခြင်းတမ္မာကျန်းစာထဲမှာပဲရှိတော့တယ် အဲ့ဒီတမကြားစာကိုဖတ်လိုက်တာနဲ့တခါတဲ့ဒါကဘာပေါ်မှာအကောင်းဆုံးဘာသာပြန်ကျမ်းကသာဗရဖရာရဲ့တမကျမ်းပဲအဲ့ဒါဖတ်ကြပါ Play Store မှာ download လုပ်ပါယူဒတန်ဘာသာပြန်သာဗရဖရာရဲ့တမကျမ်းအဲ့ဒါပြောနေတာပဲဘယ်နှစ်ယောက်ကလှုပ်ပြီးဘယ်နှစ်ယောက်ကဖတ်ပြီးဘယ်နှစ်ယောက်လေ့လာလဲတော့မသိဘူးဟိုနဂါဟိုတဘောဝဇာနဂါ ဟိုရက်ပေါင်း3082နှစ်လောက်ဆံရမဲ့ဟာလေးမှမျက်စိလဲနေတာပြီးတော့ခံလိုက်ပေါ်အဲ့ဒီမှာမဟာပထူဝေစီငရဲမှမကြွတန်းခံပေါ်တနေ့တနေ့လှုပ်တဲ့အပြစ်ကနဲတာမှမဟုတ်တာအင်းဟုတ်ကဲ့ဘုရားအခုကခမရလည်းငရဲကြတယ်ဆိုတာအပြစ်လှုပ်လို့ကြတာမဟုတ်ဘူးဗျကဲထားတဲ့ဖရာကိုမယုံလို့ကြတာအင်း ဝါဖယားကယေရှုဖယားတခါတဲ့အသေးခံအသွေးသွန်းလောင်ကိုယ့်အပြည့်ကျွေးကိုသွေးနဲ့ရတရားချေအာဘဖြီအသွေးတော်များနဲ့ငရဲတဲ့ကယွေးဝဲယွေးနှုတ်ကဲတင်အဲ့ဒီကဲတင်ရှင်ဖယားဦးမမယုံရင်တော့ငရဲပဲပေါ့ဗျာဟိုကံသုံးပါးကံငါးပါးတွေအပြည့်လို့လို့မဟုတ်ဘူးကဲတင်ရှင်ဖယားကိုမယုံလို့ငရဲကြမှာကဲတင်ရှင်ဖယားကဖယားကိုယုံရင်ငရဲကလွတ်မှာအဲ့ဒါလေးကဘာမှ အလားထူ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 းမရှိဘူးကေတင်ရှင် ဖရာကိုယုံရင်ငရဲကလွတ်မယ်ကေတင်ရှင်ဖရာကိုမယုံရင်ငရဲထဲမှာအဲ့ဒါမဟာပထဝီဝေစီငရဲမှာမကြွတန်းခံကြအဲ့ဒါအခုတည်းကဖရာကတတိပေးနေပြီကဘာပေါ်မှာလဲမိရရလာငလင်ရရလာအဲ့ဒါတွေကခမတကယ်နောင်တနဲ့ပြန်လာမယ်အချိန်ပဲဒီအချိန်ဟာဟုတ်တယ်ဟုတ်တယ် ခုကအဲ့လိုပဲတတိယခဏဆိုတော့ပေါက်သွားပြီဟိုတို့ကဆိုတော့အဲ့လောက်တော့မမြဘူးနဲ့တူတယ်ဒါပေမဲ့အခုအခုဖြစ်နေတဲ့အရာတွေကတော်တော်လေးကိုနော်နောက်တစ်ခုကနောက်တစ်ခုကကျွန်တော်တို့ဝိညာဉ်အကင်းပါရမှာကဖယားသခင်အလုတ်လုတ်နေတာအမေရိကန်မြန်မာဣသရေး ဒီသုံးနိုင်ငံကိုကပတိုင်တေဘယ်ကြီးလို့ဟလာကပရဲ့စံနမူနာလို့ဖះလှုပ်နေတာအမေရိကန်ကိုလှုပ်တယ်ဟောလီဝုဒ်မှာမီးလောင်တိုက်သွင်းတယ်ပြီးတဲ့အခါမြန်မာပြည်ကိုတခါဖះကရွေးချယ်ပြီးငလှင်တဲ့တခါထပြီးတော့ကပကြီးကိုပြသတယ်အခုဣသရေနော်ယေရှုမွေးဖွားတဲ့နေရာဟိုလီလိုင်း ဣသရေကိုတခါမီးလောက်တိုက်သွင်းပြီးတော့ပြတယ်ဓာတိကဘာမှာနှာခေါင်းနဲ့အသက်ရှူတဲ့လူတွေကဒီသုံးနိုင်ငံရဲ့အဖြစ်အပျက်ကိုပဲကြည့်လေဒီအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကြီးတက်လာတဲ့အချိန်ကစပြီးကဘာနိုးထမှုအပြောင်းလဲကြီးတွေဖြစ်မယ်ဆိုတော့ကျွန်တော်တို့ကြိုပြောထားပြီးသားလေလူတွေကယုံတော့မယုံဘူးကျွန်တော်တို့တော့အပြစ်ပြောသေးတယ် ခင်ဗျာဒီဒေါ်နယ်ထရန့်ကြီးခင်ဗျာအာနာရတယ်ဆိုကြတဲ့ခင်ဗျာကဘာကြီးကခင်ဗျာပြောင်းပြန်စောက်ထိုးအကုန်လုံးခင်ဗျာဖျားစီကိုပြန်ရောက်လာကြမှာဒီကိစ္စကအင်းအဲ့ဒါခေါင်းမာမာနဲ့သူ့ကိုသွားအပြစ်မတင်နဲ့အခုဒုက္ခတဲ့အဖွဲတွေကအပြစ်တင်နေတယ်ဒေါ်နယ်ထရန့်တက်လာလို့ဟိုဟာ အမေရိကန်မသွားရဘူးဆိုပြီးတော့ဘဲခင်ရလဲဒေါ်နယ်ထရန့်အမေရိကန်အခုမြန်မာငလှင်မှာခင်ဗျာဆေးရုံကြီး၃ယုံသွားဆောက်တာတယုံကဟိုးနေပြီးတော့ဘောလုံးကွင်းထဲမှာကဲလူတရက်ကို200ခင်ဗျာကုသပေးတာခင်ဗျာအဲ့ဒါတွေကြည့်ပြီးတော့ခင်ဗျာအမေရိကန်ကဖျားလူတွေကငါတို့ဘယ်လောက်ချစ်တယ်လဲဆိုတာကိုနားလည်ရမယ်လေဟိုငကားလူနဲ့ပေါင်းတာအနည်း80ကျော်ပေါင်းပြီးတော့အကုန်လုံးအမင်္ဂလာတွေလိုက်ပြီးတော့တခါတည်းစုပ်ပြတ်သတ် ဒီကနေ့ဖျားလူနဲ့ပေါင်းမဲ့အချိန်ရောက်ပြီဒီကနေ့အမေရိကန်နဲ့ပေါင်းဖို့အချိန်ရောက်ပြီဒေါ်နယ်ထရန့်နဲ့ပေါင်းဖို့အချိန်ရောက်ပြီမအာနဲ့ငရဲကြမယ်နဂိုင်းနဲ့သွားပေါင်းပြီးတော့လက်ဝါမရိုက်နဲ့နဂါးဆိုတာမရဏမင်းနော်ဒါပေမဲ့ခင်ဗျာအဲ့ဒီနဂါးကလည်းခင်ဗျာတရုတ်ကလည်းခင်ဗျာ အခု underground churches တွေကလည်း overground တက်လာမှာယုံကြည်သူတွေသန်းနဲ့ချီးနေတာအဲလူတွေရဲ့ဆူတောင်းတာကြောင့်ကြဗျာတရုတ်နိုင်ငံရုရှားနိုင်ငံမြောက်ကိုရီးယားအကုန်ပြောင်းလဲမှာအီရန်စီးရီးယားခင်ဗျာဖယားကသူ့လူတွေကိုသူခေါ်နေတာတဘာဝဘေးနဲ့ခေါ်နေတာအဲ့ဒါကိုအကင်းပါပါနဲ့ကိုယ့်ဖန်ဆင်းတဲ့ဖယားဟာကိုယ့်အဖေအချင်းပဲเนาะ ကိုဘာသာကောင်းတဲ့ဒီဘာသာကောင်းတဲ့ရှောက်မျက်စိမလဲနဲ့ဘယ်ဘာသာမှခမရတို့ရဲ့ဝိညာဉ်ကိုငရေတဲ့ရကယ်မယ်လို့ဘယ်ဘာသာမှအာမခံချက်မပေးဘူးဘယ်ဖရာမှအာမခံချက်မပေးဘူးကယ်တင်ရှင်ယေရှုခရစ်တော်ဖရာတပါးဒီပဲအာမခံချက်ပေးထားတာမင်းတို့အသွေးနဲ့ဂျွေးဝယ်ထားတယ်ဘာကြောင့်လဲချစ်လို့အဲ့ဒါလေးတော့သဘောပေါက်ရင် ပွဲသိမ့်ပြီလေဗျာအခုကအဲ့ဒါအဲ့ဒီလောက်ကိုသဘောမပေါက်လို့ပြောနေရတာ အဲ့လိုအဲ့လိုဒါမဲ့ဒီလေးနှစ်အတွင်းမှာတော့နိုးထမှုကြီးဖြစ်မယ်ဆိုတော့ပြောင်းလဲမှုကြီးတွေကြီးမားမှာပါ27ရာစုမျိုးဆက်သစ်လူငယ်များလုံးဝမကြဆင်းရအဲ့ဒါပဲနေတို့20ရာစုကလူကနေဖာနေမဟာအဝေစီငရဲတဲ့မှာဟိုငရဲမင်းတွေပဲသွားပြီးတော့ဟလာပွဲတော်စားစားဟလာ ငရဲမင်းနဲ့ပဲသွားပြီးတော့အဲမှာဟိုဗြိတန်ကကမင်းတို့20ရာစုကလူတွေကိုတော့ငါတို့ကလေကုံမခံတော့ဘူး27ရာစုမျိုးဆက်တဲ့လူငယ်များလုံးဝမကြဆင်ရအဲဒါကြောင့်ငါတို့ဆောင်ဖို့ပဲအခု25နှစ်သားသမီးလေးတွေနော်25ခုနှစ်သားသမီးလေးတွေ27ရာစုကိုအလှဆင်မဲ့မျိုးဆက်တဲ့ဗျောင်းစိန်ဝိညာဉ်ကောင်းဆောင်လေးတွေပေါ်လာပြီဟာလေလုယာ အဲ့ဒီ20ရာစုခဟိုရောင်တောင်ရောင်တောင်ပေရောင်ပေချောင်ပေချောင်နဲ့ဟမ်ဖယားမမသိနဂါမမသိဘာသာတရားကကဲမာလားဖယားကကဲဖယားရဲ့တရားကကဲမာလားနော်ဘာသာရဲ့တရားနဲ့ဖယားရဲ့တရားဆိုတာတော့မခွဲတတ်ဘူးဖြစ်နေတာအဲကြောင့်မို့ကိုယ်ဖန်ဆင်းတဲ့အဖေရဲ့တရားကိုတွေ့မှအဲ့ဒါ Play Store ထဲမှာအဲ့ဒါ download လုပ်ကြ သာဝရဘုရားရဲ့တမာကျမ်းအမနဲ့ဖေရေးထားတဲ့ကျမ်းလာဦးမယ်အမမီးရယာထလာဦးမယ်လောကရသည်ပူအားကြီး၍အေးပြောမယ်တဲ့ပြောထားပြီးသားအဘသာဥထုတဲ့နေရာမှာအမြဲရိပ်ပါတာပဲနော် prophet ပြုချက်တွေပါတာပါတကဘာလုံးမှာဖះလူတွေမှာ prophet ပြုချက်တွေလည်းပြုနေတာပဲอืม အခုအဘစာအိုးကကိုလုံးဝယ်ပြီလားသူများဟမ်အဘစာအိုးအဘအဘစာအိုးလေအဘထုတ်တဲ့စာအိုးကိုပြီလားထုတ်တဲ့စာအိုးကပြာစာအိုးလားအေးကပြာကပြာစာအိုးကြံသေးတယ်ကျွန်တော်လည်းဒီမှာယူလာတယ်လေဒီမှာဖားတယ်အားတဲ့ချေပေါ့အကုန်လုံးမဖတ်သိဘူးအင်းအမမအဲ့ကပြာစာအိုး ဇာဟုကဝေစာ ပုံစံမျိုးဗျဖယားကိုဖယားကိုဖယားနဲ့နဂါကိုခွဲကြပြတာပေါ့တဘောဝဇံနဲ့နဘောဝဇံကိုခွဲပြတာဒါကပြဝေစာပဲ သူများကဝေစာရိုးရိုးထုတ်တယ်ကျွန်တော်ကဝေစာကိုကပြနဲ့ထုတ်တယ်ဆိုတဲ့သဘောပဲပေါ့အဇိပါကအဲ့ဒီငွေစောက်ထားတဲ့ငွေစာရွက်ရ အစာရောက်လာတယ်သူတို့အစာရောက်လာတော့မတိတ်ပြပြရမှာသူတို့